တယောက်တည်းအတွက်ခံစားပြီးတော့ကျမလူတွေကိုအခုညတောင်းတာမျိုးမဟုတ်ပါဘူးဒီဗီဒီယိုလေးကတော့အလှပကြိုက်တဲ့မိန်းကလေးရဲ့အတွက်ပဲဖြစ်ပါတယ်အလှပကြိုက်တဲ့မိန်းကလေးတွေကြည့်တဲ့ဗီဒီယိုဖိုင်လေးပါဒါဆိုရင်ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်လူကြည့်လိုက်ရအောင်ကျမအားလုံးကိုအကူအညီတောင်းပါတယ်ရှင်။ကျမရဲ့ TikTok အကောင့်ကလေးကပြတ်သွားတယ်။ကျမရဲ့ဒေါ်လုံးစိန်ဆိုတဲ့အကောင့်ကလေးပြတ်သွားတဲ့အတွက်ကျမရဲ့ တရားခံဖော်ထုတ်တာမအောင်မြင်လိုက်ပါဘူးကျမမျက်နှာကိုဖျက်ဆီးခဲ့တဲ့ဥဟန်ဆိုတဲ့လူကမဝင်မခံမချင်းကျမကိုကူညီပေးကြပါကျမမျက်နှာမှာလည်းအကျိခဲတယ်နဲ့ကျမကဘယ်တော့မှလည်းပြောက်မှာမဟုတ်ပါဘူးသေတဲ့အထိဘလို့မှလည်းထုတ်လို့မရပါဘူးရှင် ကျမစိတ်ကူတာကြီးလဲစုံခဲ့ပါပြီအခုကကျမတယောက်တည်းအတွက်ခံစားပြီးတော့ကျမကလူတွေကိုအခုညတောင်းတာမျိုးမဟုတ်ပါဘူး ကျမနဲ့အတူတူဝေဒနာတွေခံစားနေတဲ့ညီကိုမောင်နှမတွေဆင်းရဲဒုက္ခတွေဖြစ်နေတဲ့ညီကိုမောင်နှမတွေအများကြီးရှိပါတယ်။တဆိုင်ရာမိဘအများရှင်ဥဟန်နဲ့တော်မေချောဆိုတဲ့လူကို တွေ့လို့ရှိအရေးယူပေးကြပါရှင်။ကျမဒီအကောက်ကိုတင်လိုက်လို့လည်းပဲကျမကိုမျက်ရည်ချူတယ်လို့မထင်ပါနဲ့။ကျမသူတို့လုံးလို့ကျမဘုရားအစိမ့်စိမ့်မွားမွားဖြစ်ပြီးရုပ်ပြက်ဆင်းပြက်နဲ့ကျမကတုံးကြီးနဲ့နေခဲ့ရပါတယ်။ ကျမမျက်နှာထဲမှာရှိတဲ့အကျိတ်တွေလဲကျမရဲ့ဖြစ်နေတဲ့ကြောက်ကက်ကျမအလှကျင်လို့အလားပြင်လိုက်တာမှန်ပါတယ်ရှင်ဒါပေမဲ့ကျမလှုပ်လိုက်တဲ့အမားတစ်ခုကကျမတယောက်တည်းခံရမှဆိုပြဿနာမရှိပါဘူးကျမမှာမိသားစုရှိပါတယ်နောက်တစ်ခုကလည်းပဲကျမလှုပ်လိုက်တဲ့အမားတစ်ခုနဲ့ကျမတယောက်တည်းခံရမှဆိုရင်ကျမမှားလို့ဆိုရင်ကျမပြောလို့ရတယ် အခုကကျမတယောက်တည်းမဟုတ်ဘဲနဲ့အထက်ထက်အကကသူကကျမဒီလိုဖြစ်နေမဲ့သိရတဲ့နဲ့တခြားလူတွေကသူထတ်ထပ်ပြီးတော့သူကျိုးလွန်ပါတယ်ကျမဝေဒနာတွေခံစားနေတဲ့အချိန်မှာလည်းသူကတစ်တော့ပါမှသူစဲတယ်ကောင်းကောင်းနဲ့ညှို့ပြီးတော့တချင်းတသားသားနဲ့သူหนีခဲ့ပါတယ်ကျမအကြောင်းကြားတော့လေကျမကိုဖုန်းတွေကိုဘလော့ပါတယ်ဖုန်းတွေကိုလည်းလုံးဝမကင်ဘူးအရေးလည်းမလုံးပါဘူးတဆန်ရလူကြီးမင်းမြသူ့ကိုတွေ့လို့ရှင်အရေးယူပေးကြပါရှင်အချိန်ခေတ်ကဘလို့လုံးလုံးမပြောက်ပါဘူးရှင် အခုမြင်နေအခုလူရောဖြစ်ပဲနဲ့တကြကြလို့ရှိရင်ကျမမျက်နှာဘလို့မှကြည်လို့မရတဲ့မျက်နှာမျိုးကြီးဖြစ်သွားတယ်ပါလေကျမမအဲ့အချိန်ခဲကအခုကြည်တော့တာတသက်လေးတွေဘာရောင်းလာတဲ့ခါကျကျမမျက်နှာအကြီးဖြစ်သွားပါလေဒီနှာခေါင်းမှာရှိတဲ့အလုံးကြီးရလည်းပဲအကြီးဖြစ်ပါလေဒီဟာလေးကလည်းတသက်လေးပဲအမြင်ကတော့သေးပါလေရှင့်အချိန်နဲ့ကျတော့ तू ကအကြီးဖြစ်သွားတာပါ ကျမလှကျင်လို့လောက်တာမှန်ပါတယ်ဒါပေမဲ့ကျမအမားလည်းမဟုတ်ပါဘူးဒီလိုမျိုးတဏ္ဍာကကတည့်ရတဲ့နဲ့ကျူးလို့နဲ့အဲ့ဒီလူကြောင့်လူပေါင်းမနှဲတဲ့ဒုက္ခရောက်နေပြီကိုညှိပေးကြပါပေါ်သေးတယ်တဏ္ဍာကကသုံးလုံးကြီးလို့လည်းကျမမျက်နှာကြီးကလည်းပဲထုံနေပါပြီကျမမှလည်းမှတ်ညံနေလဲတိတ်မကောင်းတော့ပါဘူးကျမကိုကူညီပေးကြပါကျမရင်းမပေါ့ဘူးတခြားလူတွေအတွက်လည်းကူညီပေးကြပါ ဒီမှာဤမျက်နှာတွေကဘာလို့ဖြစ်တာလဲဆိုတော့မျက်နှာတွေကဖီလာတွေထိုးလို့ဖြစ်တာပါသူတို့တွားထိုးတဲ့လူကဆရာကိုလည်းမဟုတ်ပါဘူးအလပရေးရနဲ့ပတ်သက်ကြောကျင်တဲ့လူလည်းမဟုတ်ပါဘူးအဲ့ဒီလူကတော့စပေညက်ဆရာပါအဲ့ဒါကို သူတို့ကယုံပြီးတွားထိုးခဲ့လို့ဒီလိုမျိုးတွေဖြစ်လာတာပါအဲ့ဒီလူရှိမှတွားထိုးတဲ့လူတွေမိကလေးတွေတော်တော်များတယ်လို့ပြောပါတယ်သူတို့ကဘာရောယုံကြည်ပြီးတွားထိုးကြလဲတော့မသိပါဘူးခုနောက်ပိုင်း ဒီလိုမျိုးတွေဖြစ်လာလို့ A ဖီလာတွေထိုးထားတာကြောင့်မျက်နှာရောင်ကိုက်ပြီးတော့ဗောနော်အဲအဖူအပိတ်တွေထွက်လာပါတယ်တချို့ဆိုလူရောတောင်မပေါ့လို့ပြောပါတယ်ဒီလူနဲ့ထိုးထားတဲ့မိကလေးတွေတော်တော်များတယ်လို့ပြောပါတယ်တချို့ဆိုဗောနော်ဒီရင်သားတွေပါထိုးထားတာတော်တော်အချင်းနေဆိုးတယ်လို့ပြောပါတယ်ဒီခါမှအတူတူကတိပြီးတော့တရားဆွဲဖို့လို့တော့ဒီလူကထွက်ပြေးသွားပါ යි မရှိတော့ပါဘူးအားကြောင့်ဒီမှာဒီလူတရားဆွဲခြင်းလို့တွေ့လို့ရှိရဲ့ ပိုင်ကြပေးဖို့အကူအညီတောင်းတာပါဒီမိုက်ပြောထားတာကတော့မိတ်ကလေးတန်းလှကျင်ပါတယ်ဟုတ်ပါတယ်သူလည်းလှကျင်တာမှန်ပါတယ်ဒါပေမဲ့ကုကြမ်းမတူကဘာလို့ပြောတာလဲဆိုတော့အခြားလူတွေလည်းဒီလိုမျိုးထပ်ပြီးအလိတ်ခံမထီအောင်လို့သူကပြောပြခြင်းဖြစ်ပါတယ်အဲ့ဒါကြောင့်မို့အဲဒီလိုမျိုး လုံးမဲ့ဆိုလို့ရှိရင်ကျွန်တော်ရဲ့ညီမတွေအမတွေပေါ့နော်ကိုယ်လှကျင်တဲ့ဒီလိုမျိုးလုံးမဲ့လို့စဉ်းစားထားလို့ရှိရင်တေချာတဲ့ဆရာဝန်တွေ အလှပရေးရာစီကန်းနဲ့အဲ့လိုမျိုးတွေမှာတေချာစုံစားပြီးမှလှုပ်ဆိတ်ကြပါလေဒီလိုမှမဟုတ်လို့ရှိရင်ဒီလိုမျိုးနောက်ဆက်တွဲပြဿနာတွေဖြစ်လာလို့ရှိရင်ငကိုရှိနေတဲ့ကိုယ်ရုပ်လေးကနေပြီးတော့ပူဆိုးတဲ့မျက်နှာတွေရောက်သွားပါလိမ့်မယ်ဟုတ်ကဲ့ပါဒါတော့မိန်းကလေးတွေအတွက်တတိထားလို့ရအောင်လာပြီးမျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနော်